။ချက်က operation ဝင်လာသူတို့ကဘလို့လုပ်ပြီးရောဗျာ15ရောက်သေးတယ်ဆိုဘလို့များကောက်သူကသူတို့လွတ်ရမနေပြေးနေရတာကို15ရောက်သေးပါတယ်လူပြီးတယ်။ဆိုတော့တစ်ခါကြရင်လည်းသူတို့ရဲ့ဝါရဖြတ်မှုကြီးကတော့ယုတ်တိမတန်လဲလူတွေကတော့အနည်းဆုံးတော့ဘာခေါ်လဲဆိုတော့ဟိုရွှေဘနဲ့တရားလုံးချလဲရွှေဘပဲနိုင်တယ်ဆိုတာမျိုးသူတို့ဖြစ်ချင်တာထင်ပါတယ်။ဟိုရွှေရှင်မင်းသားကြီးရွှေဘနဲ့တရားလုံးချရဲရွှေဘပဲနိုင်တယ်လူကျန်တရားလုံးချတယ်ရွှေဘပဲနိုင်တယ်ဟုတ်မသိကလာကဆန်တော့ပါလေဗျာသူတို့အဆူပဲပြောစကားနဲ့တောက်ပါနေစောင့်နေလားမင်းတို့ပဲကြည်ုံမဲဆောင်ပါနေတယ်မှာအခုဖမ်းလာတော့မင်းတို့ဝင်ပြောနိုင်ဘူးလားတဲ့ ဆိုတော့စော်တော်နီတို့အုပ်စုတော့အဲ့လိုတော့အချက်ကွဲနေတာတွေ့ရတယ်လေကြီးမိုးကြီးတွေပြော ပြီးရင်အချက်ကကွဲဆိုတော့ပြဿနာအဲ့လိုပြောပြီးတော့ပဲလူတွေကိုလူတွေကိုလူစုများလုံးမင်းမင်္ဂလာပါကျွန်တော်တို့ခုခေါက်မှာတော့ခုတုံမျိုးမင်းရဲ့တရေသုံးချက်လေးချိုးနားထောင်ကြည့်အောင်ပါနောက်တစ်ခုကပြီးခဲ့တဲ့ရပိုင်းကခဏတည်းတည်းပြည်လန်းပေါ်မှာပြည်လန်းမင်းလာပေါ့မင်းလာဘက်မှာတခါတော့ဟိုမင်းလာမှာရှိတဲ့ဟိုစစ်စေးကိတခုဝင်ပစ်တယ်တော့ဟိုပစ်တယ်ဆိုအဲ့အဖွဲ့ကိုစစ်တပ်ကစစ်ကြောင်းထိုးတယ်စစ်ကြောင်းထိုးလဲပြီးတော့လိုက်ရှင်းရှင်းနဲ့အခု9ယောက်ပေါ့9ယောက်က ေတဲ့လူသေးတယ်ပြီးရက်9ယောက်ကသေတဲ့လူပြီးရက်9ယောက်ကတဖွဲ့ကြီးပါတော့ထွက်ပြေးကုန်ပြေးကုန်ပြီဒါပေမဲ့အဲ့ဒီမှာ9ယောက်ကတော့သေတဲ့လူသေးတယ်ပဲဖမ်းမိတယ်လူဖမ်းမိတယ်ဆိုတော့သေတာဗနယောက်ဖမ်းမိတာဗနယောက်ကတော့တိကျပြောရခက်တယ်တချို့က3ယောက်သေတယ်တချို့က2ယောက်သေတယ်တချို့က5ယောက်သေတယ်အဲ့လိုပြောနေကြတဲ့အတွက်ဒီသေတဲ့ကိန်းကနာကိုတော့နာဆကလည်းမထုတ်ပြအောင်ဘယ်သူမှလည်းသိချင်မသိတဲ့အတွက်သေတာတော့သေကြပေါ့သေတာတော့ပြောတော့ခက်တယ်ဒါပေမဲ့သေဆုံးဖန်စီရမိ9ယောက်ရှိတယ်လို့ကျွန်တော်သိရတယ်ဆိုတော့မင်းလာပဲချောင်းတက်ကတာပြည်လည်းရန်ကုန်ရန်ကုန်ပြည်လမ်းမကြီးပေါ်မှာ တောင်းကျမ်းနဲ့မင်းလာပဲချမ်းကတောင်းကျမ်းနဲ့ရန်ကုန်ပြည်လမ်းမှာရေမင်းလာပဲချမ်းတက်တောင်းကျမ်းနဲ့အုပ်စုတွေတက်ကနှိမ့်နေစလုတ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတော့တွေ့ရတယ်အဲ့တော့နေထိုင်တဲ့ PDF ခုနှစ်ယောက်ကဘာဖြစ်သွားလဲဆိုတော့ဟိုသူတို့ဇက်သိမ်းမလှဘူးဗျဇက်သိမ်းမလှဘူးဖြစ်သွားတာပေါ့ကိုနေ့ကမနေ့က PDF 24ယောက်ကဇက်သိမ်းလှတယ်ဒါပေမဲ့ဒီနေ့ PDF ခုနှစ်ယောက်ကတော့ဇက်သိမ်းမလှဘူးအဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့ရွေးချယ်မှုလည်းဆိုင်သွားတာဆိုတော့ကျွန်တော်ကတော့ပို့နေပြောနေကိုယ့်ရွေးချယ်မှုမှားသည်ဖြစ်စေမှန်သည်ဖြစ်စေဇက်သိမ်းလေးတွေကိုလှစေခြင်းတယ်ဇက်သိမ်းလေးတွေလှစေခြင်းတယ်မဟုတ်ရင် ဇသိမ်းမလှပဲနဲ့တည်ဆုံးသွားရတယ်ထိခိုက်နေတာဆုံးရှုံးသွားရတယ်ဆိုရင်လေနစ်နာတာကကိုတိုင်းပြည်ပဲနစ်နာတာတိုင်းပြည်ရဲ့ဒီ infra ကိုတိုင်းပြည်လူစားရင်းမြစ်တွေသာဖြစ်တယ်ဒါကြောင့်ကျွန်တော်ကတော့မနစ်နာအောင်လို့ပဲတိုက်တွန်းနေတာဖြစ်တယ်ချိန်ချင်းကတည်းကဖြစ်တယ်အဲ့တော့လောလောဆယ်တော့မင်းလာဘက်ကိုတက်ကဝင်ပြီးတော့ရှင်းလင်းလုပ်တယ်ဆိုတော့ပေါ်လွင်သွားတယ်ဒါတော့မဟုတ်ပဲတစ်ဖက်ကဝါရဖြက်လာရှိပါသေးတယ်အစ်တက်က15ရောက်လောက်တည်တယ်သူတို့ဘက်ကတော့9ရောက်လောက်ဖမ်းပြီးလေးဆုံးရှိတယ်တက်က operation ဝင်လာသူတို့ကဘယ်လိုလုပ်ပြီးရောဗျာ15ရောက်တည်တယ်ဆိုဘယ်လိုများကောက်သူကသူတို့လွတ်ရမနေပြေးနေရတာကို15ရောက်တည်ပါလို့လုပ်ပြီးတယ်ဆိုတော့တစ်ခါကြရင်လည်း သူတို့ရဲ့ဝါရဖြတ်မှုကြီးကတော့ယုတ်တိမတန်လဲလူတွေကတော့အ ਨੇ ဆုံးတော့ဘာခေါ်လဲဆိုတော့ဟိုရွှေဘနဲ့တရားလုံးချလဲရွှေဘပဲနိုင်တယ်ဆိုတာမျိုးသူတို့ဖြစ်ချင်တာထင်ပါတယ်ဟိုရုပ်ရှင်မင်းသားကြီးရွှေဘနဲ့တရားလုံးချတယ်ရွှေဘပဲနိုင်တယ်လူချမ်းတရားလုံးလုံးချတယ်ရွှေဘပဲနိုင်တယ်ဟိုမသိကလာကဆန်တော့ပါလေဗျာသူတို့အစုပဲပြောစကားကလာကဆန်တော့ပါလေဘာလို့သိလားကလာကမမင်းသားနဲ့ဟိုကလူတုပ်ကြီးလူတရားလုံးလာလဲအတရားလုံးမင်းသားတော်တော်တက်လိုက်တာအဲ့တော့ဒီသူတို့ကဟိုအစွမ်းစားကြီးရှိနေကြတာဆိုတော့ကလာကဆန်တော့နေသူတို့အစုကအဲ့လိုတော့တွေ့ရတယ်ဗောနော်ဒါတစ်ခုပါနောက်တစ်ခုက ဒီနေ့တက်မတော်ကစောဆိပ်ဖြူလမ်းပေါ်ကစောဆိပ်ဖြူလမ်းပေါ်ကနေရာတစ်ခုကိုတက်ကလေးနဲ့ဘုံကျဲပလိုက်တယ်အဲဘုံကျဲပလိုက်တော့ဒီနေ့အဲဒီနေ့မစောရကျွန်တော်ရက်စွဲလေးပြန်ကြည့်လိုက်မှမှန်ဆိုလို့နော်စောဆိပ်ဖြူလမ်းပေါ်ကနေရာပေါ့ဗျာနေရာတစ်ခုကိုတက်ကလေးနဲ့ဘုံကျဲတယ်အဲသူတို့လေးနဲ့ဘုံကျဲတဲ့နေရာကလည်းအတော်တော်လေးတော့ကျွန်တော်လည်းဟိုပါပေါ့စဉ်းစားလိုက်တော့ကဘာများလဲကြည့်လိုက်တော့ဟိုပါဖြစ်နေတယ်ဒီ73စီပေါ့73စီ CB ပါပြပိုင်ထားရနေဖြစ်နေတယ် နော်မကွေးတိုင်းဒေသကြီးစောစိတ်ပြူလန်စောရဲ့မြို့အပြင်မှာရှိတဲ့ဒီပြင်ချောက်ဆိုတဲ့နေရာအဲ့နေရာကိုစစ်တပ်ကဒီလင်းနဲ့ဘုံကျဲတယ်ပေါ့အဲဒီဂျွန်လာ20နဲ့တရက်နေဒီနေ့ရဆွဲမှာဒီဘုံကျဲတယ်ဘုံကျဲပလိုက်တယ်ဒီနေ့ရဆွဲတယ်ဒီနေ့မနေ့6နာရီစောအိမ်မှာဘုံကျဲပလိုက်တယ်ဘုံကျဲရတော့ဝိုက်တွဲလင်းတို့ဘာလို့သုံးဘုံကျဲတော့ဗျာကျွန်တော်ဘုံကျဲတယ်လို့မထင်ဘူးဗျာစစ်တပ်ကကျွန်တော်သိရတဲ့တော့ခုနောက်ပိုင်းစစ်တပ်ကလင်းနေနေဘုံကျဲလို့မရှိဘူးကိုဆရာမဗျာဟိုယတိအောင်လာပါလားဗာယတိအောင်ဆိုလေအဲ့ယတိအောင်ပြောရဲဆိုပဲဒီနောက်ပိုင်းတက်မတော်က လေရင်တွေကကောင်းကင်ပေါ်ပြန်သွားပြီးဘုံမချဲဘူးပြသူကတချင်းနေတဲ့ဖွင့်ပြဆောင်းပေါကြီးနေတယ်လေလေရင်ပြန်ပြီးတော့ဆောင်းပေါကြီးနေတဲ့တချင်းဖွင့်ပြတာအဲတချင်းဖွင့်ပြပြတဲ့အချိန်မှာတချင်းဖွင့်နဲ့တီးလုံးတော်မခံနိုင်လို့အောက်ကဒီစကိုတွေဓာတ်ကုန်တာပေါ့ဒီစကိုတွေဓာတ်ကုန်တော့အကုန်လုံးဂန့်ကုန်တာပေါ့ဒီစကိုဓာတ်မီဂန့်ကုန်တာအဲ့လိုဖြစ်ကုန်တာကျွန်တော်တော့ဒါကြည့်ရတာဆောဆိတ်ပြူလန်ကားလန်ဘေးပေါ်မှာရှိတဲ့ပြင်ချောက်ဆိုတဲ့နေရာကိုစစ်တပ်ကလေရင်နဲ့ပြန်ပြီးတော့ဒါတချင်းနေဖွင့်ပြလိုက်တယ်တချင်းဖွင့်ရတဲ့အချိန်မှာအောက်မှာရှိတော့တုံးနဲ့ပောက်ကွဲကုန်လို့ပောက်ကွဲကုန်ပြီးတော့ စက်သုံးစီပေပါအလုံး80လောက်မိတော့ပြည့်စည်သွားတယ်လို့သိရတယ်။ဆိုတော့ကံကောင်းတာကတော့တို့ကံဟိုဘက်ကကံကောင်းတာကတော့အဲ့မှာ PDF တွေတကောင်းမှမရှိတဲ့အတွက် PDF တွေတော့ PDF တွေမသိဘူးပေါ့လေပြည်သူတွေလည်းမထိဘူးပေါ့။ဒါပေမဲ့စက်သုံးစီတော့ကုန်သွားပြီ။ဒါပေမဲ့ဘာကြောင့်ဒီလိုလောက်တာလဲလို့မင်းအဲ့ဒီစက်သုံးစီတွေဘယ်လိုတက်လဲဆိုတော့ချင်းတယ်နေတာဖြစ်တယ်။မှောင်ခိုးတွေပေါ့ဗျာပုံနေတော့မှောင်ခိုးတက်နေတာ။ဆိုဟိုကောင်တွေမှဟိုကောင်တွေမှစက်သုံးစီကိုဆိုရဖြတ်တော့ဖို့လို့တာကိုဖြတ်တော့လို့တော့ဖြတ်တော့မှဖြစ်တဲ့အတွက်စက်သုံးစီပြက်လက်ဖို့တော့ဒါဒါစစ်စင်ရင်လို့တာပေါ့။ဖြတ်လေးပြတ်တဲ့ဖြတ်တဲ့ဖြတ်ပေါ့နော်။ဒါစက်သုံးစီဖြတ်တာပေါ့။ စသုံးချဖို့ကြိုးစားတဲ့အနေနဲ့တက်ကလေးနဲ့ပုံချေတယ်လေးနဲ့ဆောင်းပေါက်ဖွင့်ပြရတယ်ပေါ့နော်လေးနဲ့ဆောင်းပေါက်တွေဆောင်းပေါက်တွေတချီကြီးဖွင့်ပြရတယ်ပေါ့ဆောင်းပေါက်လေးပေါ်မှာဆောင်းပေါက်ကြီးတက်ပြီးတချီကြီးဖွင့်ပြရတယ်ဖွင့်ပြရတော့အဲ့မှာထားပြီးတော့အောက်မှာရှိတဲ့စသုံးစီပေပါတွေကထကတာပေါ့ကရင်နဲ့အကလုံပြီးတော့ဂန့်ပေါ့နော်ဒီစကိုတွေတန်ဂန့်ပေါ့တော့ပေါ့နော်အဲ့လိုဖြစ်သွားတာပေါ့နော်ဆိုတော့อืมနောင်နောင်မြတ်မှာတက်မတော်နေနဲ့လဲဆောင်းပေါက်တွေဖွင့်မယ်ဆိုလဲခြေခြေဖွင့်ပါဗျာဖွင့်ရင်လဲခြေခြေဖွင့်ပါမဖွင့်ရင်လဲမဖွင့်ပါဘူးကိုကဆောင်းပေါက်ဖွင့်တာသူတို့ဆောင်းပေါက်ဖွင့်တာတခါကျရင်မဖွင့်တဖွင့်နေတော့အောက်ကလူတွေကဂန့်အောင်မလို့ဒန်းအောင်မလို့ဖြစ်သွားတော့ပြဿနာရှိတယ် ဆိုတော့ဒါလေးကတော့ဒါတက်မတော်အနေနဲ့ဒီ73စီကိုဖျက်တော့ဖို့အတွက်ရှိတဲ့နေရာ73စီဒီထားတဲ့နေရာကိုသွားပြီးကျဲပလိုက်တယ်လို့ပဲကျွန်တော်တို့ဒီလိုပဲမြင်တယ်ဒါကတခုပေါ့နော်ဆိုတော့အဲနောက်တစ်ခုကတော့ကျွန်တော်ဒီနေ့နောက်တစ်ခုကကျွန်တော်ဒီနေ့ဘာတွေပြောရမလဲဆိုတော့မဲဆောက်မှာရောက်နေတဲ့မြန်မာတွေလည်းအနေစားကြက်နေပြီလို့သိရပါတယ်မဲဆောက်ရောမြန်မာတွေမဲဆောက်မြန်မာတွေအနေစားကြက်ပြီးတယ်ဘာလို့လဲကြက်လဲဆိုတော့မဲဆောက်မှာ3ဘိန်းကျွန်တော်တို့မြန်မာတွေ3ဘိန်းလို့ပြောပေါ့မဲဆောက်မှာ3ဘိန်းလေးတွေမြန်မာတွေကမောင်းကြတယ် မောင်းရရင်လည်းရဲတွေကဝင်ဖမ်းတာပြီးကြတဲ့ရပိုင်းတွေဆိုတော့ရောက်ဖမ်းတိုင်းသုံးမိနေကိုဖမ်းဆိုတော့စီးမဲ့ကမ်းမဲ့နေတာဟုတ်ပြမမာတွေကမဲဆောက်ကိုကိုကိုမျိုးကိုနိုင်ငံလို့ထင်နေသလားမသိဘူးထင်တိုင်းသွားကျဲတော့ဟိုကရဲတွေကကြည့်မရတော့ပြီးတော့တိုင်းရလူတွေကြည့်မရတော့ခါကျတော့အခုအုံဖမ်းတာဖမ်းတော့စသုံးဟိုအခုအဲ့သုံးပိမောင်းနေလူအကုန်လုံးမြန်မာတွေဆောင်ဖမ်းခါတော့တယောက်ပြီးတော့ထောင်လိုက်ရောက်ချိုးလိုက်ရောက်ဒဏ်ကြီးဆောင်ပြန်လို့အဲ့လိုချုပ်ချက်ခံပေါ့ပြီးတော့မဲဆောက်မှာရောက်နေတဲ့မြန်မာတွေနဲ့ပတ်သက်ပြီးတော့လူတွေတိုင်းလူတိုင်းရဲ့တပ်ဖွဲ့တွေကသိပြီးတော့ဟို အိမ်ကြီးဝင်စစ်တာတွေရွှေရခင်ဝင်ပြီးတော့ဟိုဘယ်လိုခေါ်မလဲဝင်စစ်တာပေါ့အဲ့လိုမျိုးတွေဖြစ်လာတာတွေ့ရတယ်ဆိုတော့မဲဆောက်မှကြောင်းနေတဲ့မြန်မာတွေလည်းဖြစ်ဖြစ်နဲ့အနေကျုံလာတာတော့တွေ့ရတယ်ပြီးတော့နောက်တစ်ခုကအဲ့လိုကျုံနေပြီမဲ့တစ်ဖက်မှာတော့မှစော်တော်နီကတော့ဟိုပရိပရာယထပြောတယ်ကောတူလေးကောတူလေးအစိုးရဖြစ်အထက်ပြင်ဆင်ပြီးသွားပြီလို့သူကထပြောတယ်ဆိုတော့ကျွန်တော်လည်းကြည်ကျင်တာပေါ့စော်တော်နီလို့ပြောစကားကိုဆိုတော့စော်တော်နီပြောတာကဟုတ်တာမဟုတ်တာတော့ကျွန်တော်မသိဘူးဟိုမှာနေသားများကလည်းသူ့ကိုယ်သူကောတူလေး စောတော်နေ့ကလည်းကော်တူလီအစိုးရဆိုတော့ကြည့်ရတာကရင်ပြည်နယ်မှာကော်တူလီအစိုးရနှစ်ခုပေါ်လာမယ်သဘောရှိတယ်။ပြည်ကရင်ပြည်သူတွေကန်ကောင်းတာပေါ့နော်တော်တော်ကန်ကောင်းတာ။ကရင်ပြည်နယ်မှာကော်တူလီအစိုးရနှစ်ရပ်ပေါ်နေပြီ။စောတော်နေ့ပြောတဲ့ကော်တူလီအစိုးရနဲ့ KNY ပြောတဲ့စောတော်နေ့ KNY ပြောတဲ့ကော်တူလီအစိုးရနဲ့နေရားမြရဲ့နော်နေကီဒီယာလီကော်တူလီအစိုးရနဲ့အဲ့မှာအစိုးရနှစ်ရပ်သွားတွေ့ပြီပေါ့လေ။ဘယ်လိုဖြစ်ကြအောင်လို့တော့မသိဘူးနော်။အဲ့တော့စောတော်နေ့တော့အဲ့လိုတော့ပြောတယ်80%တော့အထက်လို့ပြောတယ်။အဲ့တော့တချို့ကကရင်တွေက10ရော မင်းကငါကွာနဲ့မြဝတီမျိုးလည်းမထိန်နိုင်ဘူးဗန်အန်လည်းမထိန်နိုင်ဘူးနဲ့ကော်သူလေးဆိုရတယ်တော်တဲ့ကြောင်နဲ့ဘယ်နာထအော်နာလေးတဲ့မဲဆောက်ပါနေလှမ်းအော်မနေနဲ့မင်းတို့ကမင်းတို့ကော်သူလေးဆိုရဆိုတော့မဲဆောက်ပါနေစောင့်နေလားမင်းတို့ပဲကြည့်ဦးမဲဆောက်ပါနေတယ်မှာအခုဖမ်းတာတော့မင်းတို့ဝင်ပြောနိုင်ဘူးလားဆိုတော့စော်တော်နီတို့အုပ်စုတော့အဲ့လိုတော့အချက်ကွဲနေတာတွေ့ရတယ်လေကြီးမိုးကြီးတွေပြောပြီးရင်အချက်ကကွဲဆိုတော့ပြဿနာအဲ့လိုပြောပြီးတော့ပဲလူတွေကိုလူတွေကိုဒီလမ်းမပေါ်ဆွတ်ဆွတ်တင်ကြတဲ့ပြဿနာရှိတယ်ဒါကြောင့်ကျွန်တော်တို့ကကြည့်လို့မရတာဆိုတော့စော်တော်နီတို့အုပ်စုကော်သူလေးလို့ပြောရင်အရင်ဆုံးနံပါတ်1နေရာမြကိစ္စရင်ရှင်လို့ နံပါတ်1ကမဲဆောက်မှာရောက်နေတဲ့မြန်မာတွေကိုပဲအရင်ဆုံးလုံခြုံမှုရှိအောင်ရင်လုပ်ပြီးလို့အဲ့ဒါပြီးရင်တော့မင်းတို့ပြောတဲ့ကော်တူလေးဆိုတာငါစစမ်းသမယ်လို့ပဲသူတို့ပြန်ပြောအောင်လို့ဖြစ်နေပြီနော်မြောက်ပြီးလို့ဗန်တို့ကလည်းအစိုးရလက်ထက်မှာကဲဗမာတို့ဆိုတော့တခါကြရင်လေပြည်သူတွေတော့အခြေခံသိဖို့တင့်ပြီးလို့ပဲပြောချင်ပါတယ်နော်အဲ့တော့အဲ့ဒါလေးပြောရင်လည်းဒီနေ့တော့ဒီလောက်နဲ့ပဲဆုံးသက်ချင်ပါတယ်အားလုံးပဲကိုရီးယားသားရှိပါတိုက်ပြည်ကိုစေနာမှာထားပါသစ္စာရှိပါကိုယ့်နိုင်ငံသားချင်းချင်းအပြန်လာတက်ဖြတ်နေကြတာကိုလက်ခလောဝတီပြီးပြောနေတဲ့လူမိုက်လူရန်ကလူသက်ချက်ဖက်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ခုလိုတရင်နဲ့ပုံပြောရပါသေးတယ်ဟိုကြော်ညိုးမင်းကိုလည်းကျူးတက်ပါ